True damage ဆိုတာဘာလဲ Penetration critical စတဲ့ damage တွေကိုအနှစ်ချုပ်လိုက်မယ်ဆိုလို့ရှိရင် damage ပုံစံက physical damage ရယ် magic damage ရယ် true damage ရယ်ဆိုပြီးတော့၃မျိုးပဲရှိပါတယ် physical damage ဆိုတာက physical attack ကနေပဲရရ magic power ကနေပဲရရ physical damage အနေနဲ့ enemy ကိုထိစေမှာကို physical damage ထွက်တယ်လို့ပြောတာပါ physical damage ကို physical defense item တွေနဲ့ကောင်တာလို့ရပါတယ် magic damage ကလည်းဒီတိုင်းပါပဲ True damage ဆိုတာကတော့ physical defense တွေ magic defense တွေကိုဂယူမဆိုင်ပဲနဲ့ enemy ရဲ့သွေးတန်းကို damage တိုက်ရိုက်ထိစီမှာကိုပြောတာပါဥပမာ enemy မှာသွေးတစ်ထောင်ရှိတယ် True damage တရာနဲ့ပစ်လိုက်မယ်ဆိုလို့ရှင်အဲ့ဒီ enemy မှာ defense တစ်ထောင်လောက်ရှိနေရင်လေသွေးတရာရောပြီးတော့သွေးကိုရပဲကျန်တော့မှာပါအဲ့ဒါကို True damage လို့ခေါ်တာပါ True damage ထွက်စေတဲ့ item တွေကိုအရင်ဆုံးပြောပြပေးခြင်းပါတယ်ဒီနေရာမှာတခုပြောခြင်းတာ item တစ်ခုစီရဲ့အသေးစိတ်ကို ပြောပြမနေတော့ဘဲနဲ့ True Damage ထွက်စီမဲ့အကြောင်းတွေကိုပဲရွေးပြီးတော့ပြောပြပေးသွားမှာပါပထမဆုံးဒီ Azuri Blade လို့ခေါ်တဲ့ item အသေးလေးမှာဆိုလို့ရှိရင် skill တစ်ခုသုံးပြီးရတဲ့နောက်ပြမဲ့ basic တက်ကို50 True Damage ထွက်စီမှာပါအဲ့ဒီ basic တက်ကို30စက္ကန့်တွင်တော့ပြစ်ဖို့လိုပါတယ် Azuri Blade ကိုထပ်ပြီးတော့ဆင့်ပွားထားတဲ့ LS button နဲ့ Stallion site မှာဆိုရင်လည်း True Damage တွေပါပါတယ်အဲ့ဒါစပတ်တယ်မှာဆိုရင် skill တစ်ခုသုံးပြီးရတဲ့နောက်ပြမဲ့ basic တက်ကို Total Physical တက်ရဲ့60ရာခိုင်နှုန်းထိတောင် True Damage အနေနဲ့ထွက်စီမှာပါ Stallion site မှာဆိုရင်လဲ scale တစ်ခုအသုံးပြရနဲ့နောက်ပြည့်မဲ့ basic တက်ကိုတရားအပေါင်း Total Magic Power ရဲ့တရားရာခိုင်နှုန်းကိုထပ်ပေါင်းပြီးတော့ True Damage အနေနဲ့ထွက်စီမှာပါ Alas Battle မှာပဲဖြစ်ဖြစ် Stallion site မှာပဲဖြစ်ဖြစ် True Damage ကိုရဖို့ဆိုလို့ရှိရင် scale သုံးပြရနဲ့ basic တက်ကို30စက္ကန့်အတွင်းမှာသုံးမှရမှာပါနောက်ထပ် True Damage ထွက်စီမဲ့ item တစ်ခုကတော့ War Ace ပါ ဝါအိတ်ရဲ့ဖူးချက်မှာဆိုလို့ရှိရင်အနမီကိုပေးလိုက်တဲ့ဒမ်မေ့ရဲ့တစ်ဆက်ရာခိုင်နှုန်းကိုထူးဒမ်မေ့အနေနဲ့ထက်ရမှာပါနောက်ထပ်ထူးဒမ်မေ့ထွက်စင်မဲ့ item တစ်ခုကတော့ defa item တစ်ခုဖြစ်တဲ့တန်နာဘတ်ပါတန်နာဘတ်ကိုထူးဒမ်မေ့ဘလို့ထွက်အောင်တောင်းရမလဲဆိုတဲ့ဗီဒီယိုအရှိမတင်ပေးပြီဖြစ်လို့ကြော်လိုက်ပါတော့မယ် sky bia သာဆိုတာကလည်းအနမီရဲ့ defa နေကိုဂူးမဆိုင်ပဲနဲ့တွေးတန်းကိုဒါရိုက်ရှော့လို့ရတယ်အေစီကျူအဖက်ပါလာကြောင်းထူးဒမ်မေ့ထွက်တဲ့ item လို့သတ်မှတ်လို့ရပါတယ် စကိုင်းဘီယာသာအကြောင်းကိုလည်းအရှိန်မှာတင်ပေးထားပါတယ်ဗျထရူဒမ်မေထွက်စီတဲ့စပယ်တွေကတော့အေစီကျူနဲ့ဂျန်ကလာတွေသုံးတဲ့ရီတရီဗျူရှင်းဆိုတဲ့စပယ်နှစ်ခုပါအေစီကျူကတော့အန်နမီရဲ့ဒက်ဖန့်တွေကိုဂယူဆိုက်စရာမလိုဘဲနဲ့ဒိုက်ရိုက်သွေးလျှော်လို့ရမယ်ရီတရီဗျူရှင်းကတော့အန်နမီဟီးရိုးပေါ်ကိုသုံးလိုက်ရင်တရာထရူဒမ်မေထိစင်ပါပါထရူဒမ်မေထွက်စီတဲ့နောက်တစ်ခုကတော့ကျွန်တော်တို့ရက်ဘတ်လို့အမည်ခေါ်လို့ရှိတဲ့ဒီကောင်လေးပါဒီကောင်လေးကို Modern Friend ဒါမှမဟုတ်ရင် Orange Buff လို့လည်းခေါ်ပြီးတော့ဒီဘက်ကိုစားရတာက Assassin Fighter နဲ့တန့်တွေဖြစ်မယ်ဆိုလို့ရှင်ဒီလောက် True Damage ကိုရနိုင်စီမှာပါ True Damage တစ်ခါရပြီးရင်တော့နောက်တစ်ခါရဖို့30စက္ကန့်စောင့်ရပါမယ်ဘက်ကိုစားရတာက Maxman Main နဲ့ Support Hero တွေဆိုရင်တော့ဒီလောက် True Damage ကိုရနိုင်မှာပါသူကလည်း True Damage ကိုတစ်ခါရပြီးရင်နောက်တစ်ခါရဖို့30စက္ကန့်စောင့်ရမှာပါနောက်ထပ် ထူးထမ်းမှုတွေပါတဲ့ဟီးရိုးတွေနဲ့သူတို့ရဲ့ skill တွေကတော့ဒါတွေပါအခုပြောပြပေးသွားတာတွေကတော့ထူးထမ်းမှုအကြောင်းနဲ့ထူးထမ်းမှုထွက်စေမဲ့ဟီးရိုး item spare နဲ့ buff အကြောင်းပါအားလုံးလည်းအတိတ်တစ်ခုခုရသွားကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်ဗီဒီယိုတစ်ခုနဲ့ပြန်လာခဲ့ပါမယ်